မင်္ဂလာပါရှင်ခေတ်တက်တယ်လီဗေးရှင်းကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ ကံမမျိုးနဲ့ရှင်နေတာရဲစခန်းကိုတိုက်ခိုက်သိမ်းပိုင်စဉ်ရဲစခန်းမှုနဲ့အဖွဲလက်နက်ချမယ်လို့ဆိုပြီးထွက်ပြေးသွားကရဲတအုပ်ကိုလက်နက်ခရဲများကားများဆိုင်ကယ်များနဲ့အတူဖမ်းဆီးရရှိပြီးရဲစခန်းကိုမိရှုရှင်လင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းကံမမျိုးနဲ့ရှင်နေတာရဲစခန်းကိုတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုင်စဉ်ရဲစခန်းမှုနဲ့အဖွဲလက်နက်ချမယ်ဆိုပြီးထွက်ပြေးသွားကြောင်းတရက်ခရိုင်အမှတ်လေးတရင်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကုမြတ်ကသတင်းဌာနကိုပြောပါရယ်။အေပီလ25ရက်နေ့မနက်9:00ကကံမမျိုးနဲ့တရက်ကံမပြီးကားလမ်း မှာပဲကာပါစာ7နဲ့73မိုင်ကွာရှိနေတာချင်းရွာရှိစခန်းမှုမြက်တွင်အောင်ဦးဆောင်နေ ရှင်နသာရေကင်းစခန်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့မှဝင်ရောက်တိုက်ခိုက်ခဲ့ရာအနေငယ်သာပြန်လည်ခုခံတိုက်ခိုက်ပြီးလက်နက်ချအညံ့ခံမယ်လို့ပြောဆိုတဲ့အတွက်ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကအပြစ်ရပ်ပေးခဲ့ကြောင်းအဲ့ဒီလို အပြစ်ရပ်ပေးချိန်မှာစခန်းမှုအပါဝင်ရှင်းများလက်နက်ကိုစီနဲ့ထွက်ပြေးသွားကြောင်းသိရပါတယ်။ဒါကြောင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကရေစခန်းတွင်ဝင်ရောက်ရှင်းလင်းခဲ့ရာရဲတပ်ချက်အစင်း73ဗန်တအုပ်ဖမ်းဆီးရမိပြီး G3 အမျိုးအစားတနက်တလက် G3 ကြီးပေါက်တုံးကိုကြီးမျိုးစုံတထောင်ကျော်ကာနစီဆိုင်ကလေးစီ ဲ့၁၃ဆောင်ပစ္စည်းချို့ကိုတင်ဆက်ကရဲစခန်းကိုမိရှုရှင်းလင်းလိုက်ကြောင်းသိရပါရယ်သူတို့ကစခန်းရဲ့နောက်ဘက်မှာတမန်နထဘန်ကာနထူဘန်ကာဆိုတာကလည်းအုံနဲ့ဆောက်ထားတဲ့ဘန်ကာနဲ့အခိုင်မာနေကြတာပေါ့ကျွန်တော်တို့ဘက်ကစတင်တိုက်ခိုက်ခဲ့တဲ့အခါမှာလည်းအနေပါပဲခုခံပစ်တာရှိပြီးတော့လက်နက်ချမယ်ပြောတာပေါ့ပြောတော့အပြစ်ရပေးတဲ့အချိန်မှာသူတို့တွေကအဲ့ဒီရှင်နေသားစခန်းရဲ့နောက်ဘက်မှာရှိတဲ့ရှင်နေသားချောင်းတွေကကိုင်းတော်နေတဲ့ထွက်ပြေးကြတာစခန်းနဲ့ဝင်ရှိတော့ရဲတုံပန်းတအုပ်ဖမ်းမိတာသူနဲ့အတူလက်နက်တလန်ကြီးပေါက်တွေတင်ဆက်ရရှိခဲ့တာနောက်ပြီးတော့လက်နက်တ ိုက်ထင်ကကြည်စံနေလက်ပြပုံတွေတိမ့်ဆင်းရရှိနေတာရှိတယ်။သူတို့စီမှာလက်နက်ခံရအပူမရှိဘူး။သူတို့ကိုစီကင်ထားတဲ့လက်နက်တွေနဲ့ပဲထွက်ပြေးကြရအောင်။ ရဲစခန်းကိုမိရှို့ပေးလိုက်တာကအကုန်လုံးပြာကျသွားတယ်လို့တရက်ခရိုင်အမှတ်လေးတရင်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြက်ကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်စစ်ဌာနတရက်ခရိုင်အမှတ်လေးတရင်မှာတက်ခွဲတင်းနဲ့တက်ခွဲနှစ်တို့ပူပေါင်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြန်လဲစုခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဖြစ်စဉ်ဖြစ်ပြီးတော့ဒေသခံတရားကိုမေးစရာရှိရဆိုပြီးခေါ်သွားတယ်လို့တော့သတင်းကြားတယ်တခြားသူတွေထူးထူးတော့မရှိဘူးမင်းတုံးငားမိုင်ခိတ်ကနေလဲလက်နက်ကြီးနှစ်ချက်သုံးချက်ထူတာရှိတယ်လို့တရက်ခရိုင်အမှတ်လေးတ င်ရင်တရင်နဲ့ပြန်ကြိုင်းတာဝန်ခံကိုမြတ်ကပြောပါရယ်စစ်ကောင်စီတပ်ကစစ်မှုရန်စင်စစ်သား6ဦးတနင်္ဂနွေနဲ့ခရဲများနဲ့ဒူဒီမော့ဆို DMO Local PDSC အလင်းဝင်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်ပြည်သူ့ကာကွယ်ရေးတပ်ဒီမော့ဆို DMO Local PDSC ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်မှုရန်စင်စစ်သား6ယောက်ဟာလက်နက်ခရဲတွေနဲ့ဒူအလင်းဝင်လာတယ်လို့အဆိုပါတပ်ဖွဲ့ကထုတ်ပြန်ပါရယ် AP လ16ရက်ကအကြမ်းဖက်စစ်ကောင်စီရဲ့စစ်မှုရန်တနင်္ဂနွေစစ်သားတင်6ဦးဟာ ME1 တနင်္ဂနွေနဲ့ G455 တောင်း G465 ကိုလက်ပစ်ပုံ only low selenium ကြည်ကလေးတဲ့ icon တစ်လုံးဖုန်း9လုံးလုံးနဲ့အတူအလင်းဝင်လာတယ်လို့ဆိုပါတယ်။အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သား600ကိုကနအုပ်ထောက်ပံ့ငွေ65တင်ကန်ထောက်ပံ့ထားပြီးကျန်ရစ်သူမိသားစုနဲ့ဆက်သွယ်နိုင်အောင်ကူညီလှူဆောင်ပေးကကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ဆိုပါတယ်။အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားထွက်ဆိုချက်အရတပ်တွင်းမှ WY မွေးရည်စေဝါကိုစိတ်ကြိုက်သုံးဆွဲရောင်းဝယ်နိုင်တယ်လို့အနိုင်ချင်းညှင်းပန်းနှိပ်စက်တာလည်းမကြာခဏခန်းစားခဲ့ရတယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့စလင်းမျိုးနဲ့မှတန်ချက်ကရှင်နဲ့အင်အား3စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တိုက်ခိုက် က်ခံရပြီးပြန်ဆုတ်သွားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းစလင်းမြို့နယ်မှာတန်ကြပ်ကရှင်နစီနဲ့အင်အား200ကျော်ပါတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်ရာစစ်ကြောင်းမှုအပအဝင်ကိုတည်ဆောင်ပြီးစစ်ကြောင်းမှာပြန်လည်ဆုတ်ခွာသွားကြောင်းဗမာတပ်တော်ကထုတ်ပြန်ပါတယ်။ ဧပြီလ24ရက်မှ25ရက်ထိဆလင်းမြို့အနောက်ဘက်ဝန်းပြည့်ကျေးရွာမှာအောက်လိုင်းကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့တန်ချက်ကန်ရှင်နေစီနဲ့အင်အား900ကျော်ပါတဲ့စစ်ကောင်စီတပ်ကိုဗမာတပ်တော်အမတ်ရှင်ရရှင်တိုင်ရင်နဲ့မဟာမိတ်တပ်များပူးပေါင်းပြီးစိုးမိုးနယ်မြေတွေတွင်မဝင်ရောက်နိုင်စေဖို့ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ် စစ်ကောင်စီတပ်ကတန်ချက်ကရင်နဲ့ပြစ်ခတ်ဝင်ရောက်လာခဲ့ပြီးနှစ်နာရီကြာထိတွေ့တိုက်ပွဲဖြစ်ကလက်နက်စီး40မမပုံတိပြစ်ခတ်မှုတွေကြောင့်စစ်ကောင်စီတပ်ရဲ့စစ်ကြောမှုအပါဝင်ကိုဦးတည်ဆုံးခဲ့ပြီးစေဦးထမင်းထံရရရှိခဲ့ကြောင်းတပ်တွင်းတရင်အရင်းမြစ်တွေမှာတစင်တည်ရပါတယ်ထိတွေ့တိုက်ပွဲအတွင်းတန်ချက်ကရှင်တစီမှဝမ်ပြည့်ချင်းရွာရှိရှင်မြောင်တွင်ထိုးကြသွားပြီးစစ်ကောင်စီက4ကရီနဲ့ပြန်လည်ဆွဲတင်ချိန်မှာမဟာမိတ်တပ်ဘက်ကလက်နက်ကြီးတွေနဲ့ထပ်မံပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်တည်ဆုံးမှုတွေလည်းရှိခဲ့ကြောင်းသိပေးထားပါတယ် မနေ့က AB 25ရက်မနက်ပိုင်းမှာစစ်ကြောင်းပြန်လဲဆုတ်ခွာခဲ့ပြီးထိတွေ့မှုဖြစ်စဉ်အတွင်းရဲဘော်တအုပ်ဘုံတီစာထိမှန်တရားရရှိခဲ့ကြောင်းသိရပါရယ်ထိတွေ့မှုတိုက်ပွဲကိုဗမာတပ်တော်အမတ်ရှေရရှေတိုင်ရင်မင်းဘူးခရိုင်မှတ်တက်တိုင်ရင်မင်းဘူးခရိုင်အမှန်ကတိုင်ရင် ပေါတောင်ပိုင်းကျမ်းမာရင်နဲ့သူနာပြုတ်တပ်ဖွဲ့ဖြီတုကာကွင်တပ်ဖွဲ့ဆလင်းဒေါင်းစစ်အောင် LPD ရဲ့ဒေါင်းညီနောင်မျိုးပြပြောင်ကြားဖွဲ့နဲ့အတူမင်းဘူးခရိုင်လက်ရုံးဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါရယ်ဆလင်းမြို့နယ်တွင်အင်အားများစွာတုံးပြီးစိုးမိုးနယ်မြေတွင်စစ်ကြောင်းများခွဲပြီး စ်ကောင်စီဝင်ရောက်ဖို့ကြိုးပမ်းနေတဲ့အတွက်ပြည်သူများအနေနဲ့လင်းရင်အန္တရာယ်နဲ့လက်နက်ကြီးအန္တရာယ်များမရှိစေဖို့ပုံခုခြင်းများတူထားဖို့နဲ့ပြည်သူကာကွယ်တပ်တွေရဲ့ညွန်ကြားချက်တွေကိုတသွေးမသိမ်းလိုက်နာကြဖို့အတွက်လည်းဗမာတပ်တော်ကတိုက်တွန်းထားပါတယ်။အခုဒီချိန်ပါဝင် AP လာတွင်စစ်ကောင်စီတပ်ကစလင်းမြို့နယ်ကိုထိုးစစ်သုံးချိန်ပြုလုပ်ခဲ့ပြီးဒေသတွင်တွန်လိုင်းအင်အားစုတွေရဲ့ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့်အကြိမ်ကြိမ်ပြန်ဆုတ်ခွာခဲ့ရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ SOS စကြာမှုဆရာကျောင်းကြာဆုံးခြင်းတနည်းပြင်းနဲ့ SOS ကြာဆုံးရဲဘော်တွေကိုအောက်မေ့တတိယအလေးပြုခြင်းအခမ်းအနားပြုလုပ်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းစစ်ဒေသရဲ့လက်ရုံးထူတက်ဖွဲ့ဖြစ်တဲ့အထူးစစ်စင်ရေးအဖွဲ့ SOP 29999အထူးတပ်ဖွဲ့ရဲ့စစ်ကြောင်းတင်စစ်ကြောင်းမှုရဲဘော်ဆရာကြောင်းကြာဆုံးခြင်းတနည်းပြည်နဲ့ကြာဆုံးရဲဘော်တွေကိုအောက်မေတတိယအလေးပြုခြင်းခန္ဓာကိုမနေ့ကပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။အခမ်းအနားမှာတော့ပြည်သူ့ကာကွယ်တပ်မတော်အလံတော်ကိုအလံတဝက်ချအလေးပြုခြင်းတစ္ဆာဒိဋ္ဌံယူဆိုခြင်းကြာဆုံးရဲဘော်တအူးချင်းစီရဲ့တော်လိုင်းဆောင်ရွက်ချက်မှတ်တမ်းတွေကိုအောက်မေတတိယဘွယ်ပြန်လည်ဝင်များခဲ့ပြီးကြာဆုံးရဲဘော်တွေအလေးပြုခြင်းတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ရဲဘော်ဆရာကြောင်းကအထူးစစ်စင်ရေးဘွယ် SOP ရဲ့စစ်ကြောင်းတင် င်စစ်ကြမှုဖြစ်ပြီးတပ်ဖွဲ့ရဲ့စစ်စင်ရေးမှုဖြစ်ကာຫນွေဥတော်လိုင်းစတဲ့အချိန်ကစလို့မြို့ပြစစ်စင်ရေးတွေဖြစ်တဲ့ပြန်လွှမ်းအောင်စစ်စင်ရေးနန်းထိုင်အောင်စစ်စင်ရေးနဲ့ကျေးလက်စကန်းသိန်းတိုက်ပွဲတွေမှာဦးဆောင်ခဲ့တဲ့စစ်စင်ရေးမှုတရားဖြစ်တယ်လို့ SOF ကဆိုပါတယ်။ဒါအပြင်ရဲဘော်ဆရာကျောင်းက SOF တပ်ဖွဲ့ရဲ့တိုက်ခိုက်ရေးထူးချွန်စုချင်းမြင့်ခြင်းခံထားပြီးကြာဆုံးချိန်မှာလည်းကာကွယ်ရေးဝန်ကြီးဌာနရဲ့ဥညွတ်ကွန်ပြူတာချင်းမြင့်ခံရသူဖြစ်ပါတယ်။ရဲဘော်ဆရာကျောင်းနဲ့ဒူးရဲဘော်ကလာကြီးရဲဘော်ကိုဟင်းရဲဘော်မိုက်တီတို့လျှောက်က2024ခုနှစ်အေပီလ25ရက်ကကရင်ပြည် ပြည်နယ်ဖျားသုံးစုမျိုးအနီးတောင်စွန်စကန်သိန်းတိုက်ပွဲမှာရန်သူကိုရွရွကြွကြွတိုက်ခိုက်ခြင်းမုံရင်ရန်သူစကန်ကုန်းပေါ်မှာကြာဆုံးခဲ့တာဖြစ်ပြီးကြာဆုံးရဲဘော်ရင်းရဲ့ရှုံလောင်းတွေကိုပြန်လည်ကောက်ယူကာအမိန့်ပြန်ပေးခြင်းနဲ့ဘာသာရေးလိုအပ်တာတွေလှုပ်ဆောင်ပေးခဲ့တယ်လို့ SOF ကဆိုပါတယ်။လေးနှစ်တာကာလအတွင်းရဲဘော်ဆင်အားကြောင့်ပါဝင် SOF တပ်ဖွဲ့ဝင်ကြာဆုံးရဲဘော်အယောက်20တိရှိခဲ့ပြီး SOF ရဲ့တပ်ဖွဲ့ကလည်းအသက်စွန်အာဇာနည်စုတစိမ့်ချင်းမြင့်ကရဲရင်နဲ့အာဇာနည်တွေအဖြစ်အတူမတန်တင်ထားတာရှိရဲ့လို့ SOF ကထုတ်ပြန်ထားကြောင်းသတင်းမှာဖော်ပြပါရှိပါ 吧，就行。